ရတဲ့အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ channel ကနေပြန်လဲကြိုဆိုလိုက်ပါရှင်နေပြတော့နေတက်ကုံမှရှိတဲ့ဝန်ကြီးဌာနရုံးများနဲ့မလဲအရာများငနေတန်းကြောင့်ပြုတ်ချပြီးသေဆုံးသူဝန်ထမ်းတွေနဲ့သုံးဆက်ကျော်သူမြင့်တက်လာပြီးအမြဲတမ်းအတူဝန်ဒုဗိုလ်ချုပ်မှုကြီးဟောင်းညဝင်းသေဆုံးခဲ့ပြီးဗိုလ်ချုပ်ကြီးအငင်းဆောင်တွင်နေထိုင်ခဲ့တဲ့နေပြတော့၆လုံးတန်းနဲ့ပြုတ်ချမှုရှိခဲ့ကြောင်းဘုချုံမကြီးမြူတန်းရွှေအမိသားဆိုတဲ့ချိခတ်တေဆုံမှုရှိခဲ့ကြောင်းသတင်းတွေထုတ်ပေါ်နေခဲ့တဲ့ဖြစ်ပါရယ် နေဘရဝန်ချန်များနဲ့မိသားစုများဟာလမ်းပေါ်ရင်ကြားနေထိုင်ပြီးတော့ညအိမ်နေရတယ်လို့သိရပါဗျ။နေဘရနဲ့တက္ကသိုလ်မြို့နယ်မှာရှိတဲ့ဝန်ကြီးဌာနရုပ်တဲ့ဝန်ထမ်းအရာတွင်ငလေးနန်းကြောင့်အဆောက်အုံပြိုကျမှုများစွာဖြစ်ပေါ်နေပြီးဒေသုံသူဝန်ထမ်းက230ကျော်အရေးသွက်တို့မြင့်တက်လာကြောင်းဝန်ထမ်းအတိုင်းဝန်များထံမှသိရှိရပါဗျ။ မတ်လ28ရက်နေ့မွန်လယ်ပိုင်းနေပြီးတော့အလုတ်တမဝန်ကြီးဌာနဝန်ကြီးယုံပြောကြခဲ့ရတွင်အမြဲတမ်းအကျုံးဝန်ဒုတိယပို့ချုပ်မှုကြီးဟောင်းညွန့်ဝင်းမှာတန်ရရှိခဲ့ပြီးတည်ဆုံသွားခဲ့ကြောင်းအလုတ်တမဝန်ကြီးဌာနမှာဝန်ထဲအများပြားနဲ့တန်ရရှိခဲ့ကြောင်းထို့ပြင်နိုင်ငံခြားရေးဝန်ကြီးဌာနမှာအများရှိတချို့နဲ့ဝန်ထဲများနဲ့တန်ရရှိခဲ့ကြောင်းတခြားသောဝန်ကြီးဌာနယုံများလည်းတန်ရရှိသူများနဲ့တည်ဆုံသူလည်းများပြားခဲ့ကြောင်းသိရှိရပါသည် နေပြီးတော့ဝန်ထမ်းရမှာကတော့တည်ဆုံတာ200ကျော်နေပါပြီ။တက်ကုံမှာလည်းတည်ဆုံတာ30ကျော်ရှိနေပါပြီ။တည်ဆုံမှုများကတော့ဝန်ထမ်းအရာတွေမှာပြိုချပြီးတည်ဆုံမှုတွေကပါပါတယ်။ဒဏ်ရာရှိသူတွေလည်းများသလိုဆေးကုသမှုတွေလုပ်နေရပါတယ်။သူထက်ငါစိုးရိမ်နေရသူရှိပါပဲ။ဝန်နေပြီးတော့တရေမြေကပြောဆိုထားဖြစ်ပါတယ်။လက်ရှိတွင်နေပြီးတော့မှရှိတဲ့ဝန်ထမ်းများနဲ့ဝန်ထမ်းမိသားစုများအလုံးမှာလမ်းများပေါ်ရတာနေထိုင်အိပ်စက်ကြပြီးဝန်ထမ်းအရာအများစုမှာနေထိုင်ရမသင့်တော်တဲ့အခြေအနေတို့ရောက်ရှိသွားကြောင်းသိရှိရပါတယ်။ ဝန်ထမ်းအရာတွေအားလုံးကပြိုတဲ့ဟာတွေလည်းပြိုကုန်ပါတယ်မပြိုတဲ့ဟာလည်းတိုက်တွေကစောင်းကုန်နေတာပင့်တန်တွေနဲ့အကွယ်ကုန်တာတွေရှိတော့လူနေဖို့တော့မတင်တော်တော့ပါဘူးမိသားစုတွေနဲ့ဝန်ထမ်းတွေကအကွယ်ဆောင်နေတဲ့တိုက်တွေမှာလိုအပ်တာကလေးတွေဝင်ယူနေနေတာနဲ့အိတ်တာကတော့အပြင်မှာပဲဖျားခင်းပြီးနေကြအိတ်ကြရပါတယ်အင်တာတက်တဲ့အချိန်ခဏပြန်ပြေးသေးအိမ်ညာတွေမှာတော့နေဖို့မတင်တော်တော့ပါဘူးလာမယ်တနေ့ကနေ့ရုံတွေပြတ်တက်ဖို့တော့ခက်ပါလိမ့်မယ်ဟိုနေပြည်တော်ဝန်ထမ်းတွေကတော့ပြောဆိုထားဖြစ်ပါတယ် ચાલે સભ્ય મોજમાં આવે કે ચા ના કુટ્યું આશે